ဟယ်လိုမင်္ဂလာပါကျွန်နာမည် voice ပါလွတ်လပ်သောတွေးခွန်နဲ့ဘဝရဲ့တက်ဆိုင်သောအကြောင်းအရာတွေထက်နိုင်ငံရေးရဆိုးရွားချက်များဆိုတဲ့ခေါင်းစဉ်နဲ့အခုဒီမိုကရေစီလမ်းစဉ်တစ်ခုကိုကျွန်တော်ထပ်ပြီးတော့ episode 2အနေနဲ့ဆက်ပြီးတင်ဆက်ပေးပါမယ်အခုဒီနေ့နားထောင်ရတဲ့အကြောင်းအရာတွေအခုလုံးကကျွန်တော်တို့ဒီနိုင်ငံရေးရကိစ္စတွေကြားထဲမှာကျွန်တော်တို့နားလည် ထားဖို့လိုအပ်တဲ့အရာလေးတွေဖြစ်တဲ့အတွက်ကျွန်တော်တက်ကြွတဲ့လောက်လူငယ်တွေအကုန်လုံး sharing လုပ်ပေးခြင်းဖြစ်တယ်။ဒီမိုကရေစီစနစ်ဟာလူထုတောင်းယူမှုနဲ့တကယ်အကျိုးရှိတဲ့စနစ်တစ်ခုဖြစ်တော့လဲပဲ။အောင်မြင်ဖို့အတွက်နိုင်ငံတကာနိုင်ငံကနေပြီးတော့လူထုတစ်ခုတည်းမှာများစွာသောအချက်လက်တွေနဲ့စဉ်းစားမှုနဲ့ကျင့်ဝတ်တွေပါဝင်ဖို့လိုအပ်တယ်။ The power of democracy ကိုကျွန်တော်တက်ကြွတဲ့လောက်အကျေပေါ်ပြပေးမယ်။ပြည်သူတွေရဲ့အုတ်ချုပ်ပိုင်ခွင့်ဒီမိုကရေစီအခြေခံစနစ်မှာအာဏာရှင်တွေကနေပြီးတော့ ကျွန်တော်တို့အခုလိုပုံစံမျိုးနဲ့အုပ်ချုပ်လို့မရဘူးစစ်တပ်လည်းမရသလိုပြည်သူတွေကြည်ပြူမှုမရှိတဲ့လူတွေအနေနဲ့လည်းနိုင်ငံတကာနိုင်ငံရဲ့အာဏာကိုထိန်းချုပ်ပြီးတော့အခုလိုမျိုးအုပ်ချုပ်ပိုင်ခွင့်မရှိဘူးအာဏာရဲ့မူရင်းကျတဲ့အရာဘာလဲဆိုတော့ပြည်သူပဲဖြစ်တယ်ပြည်သူတွေကနေပြီးတော့မဲနဲ့ရွေးချယ်ထားတဲ့ခေါင်းဆောင်ကိုပြည်သူတွေစန္ဒနဲ့ရွေးချယ်ပြီးတော့နိုင်ငံတကာနိုင်ငံရဲ့သမရနေရာနိုင်ငံခေါင်းဆောင်တခုနေရာကိုရွေးကောက်တင်မြှောက်တဲ့စနစ်တစ်ခုကိုဆိုလိုချင်တာ ပြည်သူတွေရဲ့စံနာနဲ့မကန့်ညီတဲ့အာဏာကိုတက်တန်းပြီးဆုံးတဲ့အချိန်မှာပြန်ပြီးတော့လဲလှယ်နိုင်တယ်။ဥပမာဒီဒီမိုကရေစီစနစ်တစ်ခုလုံးကိုဥရောပမှာအတွင်းကြီးကြီးသုံးပြုပြီးတော့မှဒီအာရှမှာရှိတဲ့ဒီမိုကရေစီလမ်းစဉ်တွေအကုန်လုံးကဒီလိုလောလတ်ပိုင်ခွင့်အကုန်လုံးကိုပေးရတာမျိုးမဟုတ်ဘဲနဲ့ငွေရှင်ကြီးရှင်တွေကနေပြီးတော့မှပဲတစ်စက်သူတို့ရဲ့ပုံစံနဲ့သူတို့လွတ်လပ်ခွင့်တွေကိုပို့ပြီးဥစားပေးတာယူမှာဒီဒီမိုကရေစီစနစ်ရှိတဲ့နိုင်ငံတွေမှာအစား အာရှမှာဒီသူတို့တွေရဲ့ချဲလင်မှုအနေငယ်ခံရသေးတယ်တကယ်တမ်းဒီမိုကရေစီစနစ်တစ်ခုလုံးမှာတမဒါတော်မှာပြည်သူနဲ့တထန်းထဲမှာရှိရတဲ့အခြေအနေတခုမှအများနဲ့ရပ်တည်ပြီးတော့မှနေပေးရတဲ့အခြေအနေတခုရှိတယ်ကျွန်တော်ဆိုလိုရင်းပြောပြတာပါဥပဒေပိုင်အုပ်ချုပ်မှုအာဏာရှိတဲ့ပြည်သူတွေကနေပြီးတော့ မည်သူမဆိုဥပဒေအောက်မှာပဲတန်းသူရှိရမယ်ဥပဒေထက်မှာဘယ်သူမှမရှိရဘူးတရားမျှတမှုတွေနဲ့တာဝန်ယူမှုတွေရှိဖို့အတွက်နဲ့တရားသောလွတ်တော်နဲ့တရားသောဆုံးဖြတ်ချက်တွေကိုကန့်ဆောင်ထားတဲ့တရားသောဥပဒေဖြင့်ယက်တည်ရတယ်ဒီစက်ကြီးဘက်တွေမှာကြတော့ဒီအာဏာရှင်စနစ်တွေထဲမှာကြတော့ဒီဥပဒေကိုဒီအာဏာရှင်ကပြောတဲ့အတိုင်းပဲသူတို့ဖန်တီးလေးရှိတယ်ဥပဒေဆိုတာသူတို့ရဲ့ပါဇက်ပေါက်မှာပဲလေ သူတို့ပြောချင်တိုင်းပြောပြီးတော့ပေးချင်တဲ့အပြည့်ကိုပေးပြီးတော့မှသူတို့ရဲ့လုံပိုင်ခွင့်တစ်ခုကိုလူတွေပုံမှာကြောက်တရားနဲ့အုပ်ချုပ်ပြတဲ့စနစ်တစ်ခုကိုပြောတာအဲ့ဒါဒီမိုကရေစီလမ်းစဉ်တွေမှာဘလို့မကိုမှအဝင်ခွင့်ကြောင်းမှုမရှိတဲ့အရာတစ်ခုဖြစ်တယ်ပြီးတော့မီဒီယာတွေလွတ်လပ်တဲ့သတင်းအချက်အလက်တွေကိုရယူပိုင်ခွင့်ရှိတယ်ပြီးရင်သတင်းမှန်ဖြစ်ရမယ်ပြည်သူတွေရဲ့ဆုံးဖြတ်ချက်တွေကိုမှန်ကန်အောင်လုံဆောင်နိုင်တဲ့အချက်အလက်တွေအကုန်လုံးကိုဒီအစိုးရတွေအနေနဲ့စစ်ဆေးပိုင်ခွင့်ပေးဖို့လိုတယ်သတင်းအချက်အလက်တွေကိုလွတ်လပ်နဲ့မပိတ်တာတင်ဘူး ပြီးရင်နိုင်ငံတချို့မှာတော့မှတည်င်းထုတ်တဲ့လူတွေကိုဖန်စီပြတာတွေပါတင်ကြတယ်ရှိပေမဲ့ဒီမိုကရေစီစနစ်ထံမှာဒီတည်င်းမီဒီယာတွေရဲ့လွတ်လပ်ခွင့်ဒီတဲ့အချက်လက်တွေကိုပေးဖို့လိုတယ်။ဒါပေမဲ့လည်းတချို့နိုင်ငံတွေရဲ့မီဒီယာတွေအကုန်လုံးကလည်းဒီဟာကိုကောင်းကောင်းကြီးအခွင့်အရေးယူပြီးတော့မှ ကောင်းကောင်းကြီးလူတွေပေါ်မှာဝါဒတစ်ခုကိုဖြန့်လိဖြန့်တာရှိတယ်။အဲ့ဒါဒီဒီမိုကရေစီလမ်းစဉ်တွေကအဆိုးတစ်ခုလို့ရှိတယ်။အဲ့ဒါအဲ့ဒီဟာကိုဒီကြပေါ့ကျွန်တော်တို့ဒီပွဲကြီးတွေပြီးွားလို့အောင်နိုင်ွားတဲ့ဒီနေ့ကျရင်တော့ကျွန်တော်တို့ရှေ့ဆက်ရှောင်းအောင်စနစ်စနစ်တွေအကုန်လုံးတည်းမှာဒီလို ုံစံတွေရှိလာပြီဆိုရင်ကျွန်တော်တို့သတိထားပြီးကြည့်ဖို့တော့လိုတယ်ဘာဖြစ်လို့လဲဆိုတော့အတိုင်းအတာမရှိတဲ့အထီးကိုဖြည့်ဆည်းပြနိုင်တဲ့စွမ်းအင်တစ်ခုရှိနေလို့ပဲဒီလိုဝါဒဖြန့်မှုတစ်ခုဟာဒီလွတ်လပ်တော်ဆိုတဲ့ဒီမိုကရေစီလမ်းစဉ်ထဲမှာရောက်လာပြီဆိုရင်သူတို့ရဲ့ဝါဒဖြန့်မှုတစ်ခုဒီလွတ်လပ်စွာဖြစ်သွားအောင်အဲ့ဒီအချိန်မှာကျွန်တော်တို့ပြည်သူလူထုအနေနဲ့သတိထားပြီးတော့မှယုံတင်တာမယုံတင်တာအကိစ္စတစ်ခုကြီးကိုကောင်းကောင်းကြီးအတွေ့အကြုံရှိတယ်ကျွန်တော်တို့မြန်မာပြည်မှာမြို့နယ်တဲ့ဒီမိုကရေစီလမ်းစဉ်တစ်ခုလုံးမှာအဲ့ဒီအခြေတစ်ချက်ကိုကောင်းကောင်းကြီးတန်ခံလိုက်ရတယ်ဆိုတာ ဆိုရှယ်မီဒီယာတွေပေါ်မှာလူတွေရဲ့ဝါဒပြန်မှုတခုဟာဘယ်လောက်တိုင်းတာတွေတွားရလဲဆိုတာယနေ့ဖြစ်နေတဲ့အခြေအနေတိုင်းတာတခုကြီးပဲအဲ့ဒါကတော့ကျွန်တော်အစိုးမြင်နဲ့ပြောတာမဟုတ်ဘူးမီဒီယာတွေကနေပြီးတော့ဘယ်လောက်ထိတလွဲတွေလုပ်တယ်ဆိုတော့အချင်းချင်းကိုရန်တိုက်ပေးနေတယ်လို့ဖြစ်နေတဲ့ပုံစံတွေအဲ့လိုပုံစံကျွန်တော်တို့ ဒီတော်လန်ရေးတက်ဖွဲ့တွေနဲ့ဒီစကားစာအချမ်းပဲစစ်ကောင်စီတွေရဲ့ကြားထဲမှာရှိတဲ့တည်င်းအချက်လက်တွေအစတလွဲတွေကိုကပောက်ပို့တာတွေအစရှိတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကတည်င်းကိုမှောင်ချတာ။ပြီးရင်မြန်မာနိုင်ငံရဲ့အုပ်ချုပ်မှုစနစ်ရန်ရာယူဒီမိုကရေစီလမ်းစဉ်ကနေပြီးတော့မှအမှောင်လမ်းစဉ်ယူသူတို့ကကောင်းကောင်းကြီးဒီလိုပုံစံနဲ့ရိုက်ပိတ်တာ။အဲ့တော့သူတို့တွေရဲ့ငွေကြေးအင်အားတက်နိုင်တဲ့အင်အားတစ်ခုနဲ့ ရက်တည်နေတဲ့လူတွေကြတော့လေဒီကျွန်တော်တို့ရဲ့ဒီတော်လန်ရေးကိစ္စတွေအကုန်လုံးထဲကြားထဲမှာဒီတည်င်းတွေအကုန်လုံးအမှောင်ချပြီးတော့မှဒီလိုပုံစံနဲ့ကောင်းကောင်းကြီးဘွာတာပြောင်းလို့ဆိုတာလွယ်လွယ်လေးဒါတွေကအကုန်လုံးကပြည်သူတွေကအယူမှားတဲ့အချိန်ကြားရင်ကျွန်တော်တို့နိုင်ငံအတိုင်းတာမရှိအဆုံးထိပျက်စီးသွားတယ်လို့ဆိုလိုတာအဓိကတော့ကျွန်တော်တို့အတွေ့ပဲကျွန်တော်တို့အတွေ့တွေပျက်စီးရတယ်ကျွန်တော်တို့ဆုံးဖြတ်မှုတွေမှားသွားပြီဆိုတာတော့အဲ့ဒါအမှန်ပြီးတော့ဒီဒီမိုကရေစီလမ်းစဉ်တစ်ခုလုံးကလူတိုင်းပါဝင်ဖို့အပေါ်မှာမူတည်တယ် မဲပေးတာတွေဆန္ဒဖော်ထုတ်တာတွေဌာနဆိုင်ရာတွေနဲ့ပြည်သူ့တံကိုထဲတင်ဖော်ပြနိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်တွေအများကြီးရှိတယ်ပြီးတော့လူငယ်တွေနဲ့နိုင်ငံရေးအပညာရေးတွေမှာပညာပေးတွေအနေနဲ့လည်းဒီဒီမိုကရေစီလမ်းစဉ်တွေမှာအများကြီးအများကြီးအများကြီးအကျိုးရှိတယ်မဲပေးခွင့်ရှိတယ်လဲမဲမပေးသောပြည်သူတွေများကြောင့်မဟာတဘောတရားတွေကမပြည့်စုံနိုင်ဘူးတဲ့။ဒါပေါ့ဆိုလိုတာလည်းဆိုတော့ကျွန်တော်တို့တွေအခုလက်ရှိဒီလိုအခြေအနေနိုင်ငံတနိုင်ငံလုံးထဲမှာမဲပေးပြီးတော့မှာ ဒီနိုင်ငံတနိုင်ငံလုံးရဲ့အင်အားတစ်ခုဒီဒီလမ်းစဉ်တစ်ခုလုံးထောက်ခံပါတယ်ဆိုတာတောင်မှပဲအဲ့လိုလူတွေရှိနေလို့ပဲကျွန်တော်တို့နိုင်ငံကြီးတစ်ခုလုံးကအခုလိုပုံစံမျိုးထက်ပြီးတော့မှယက်တီပြနေရတယ်ဆိုတာတော့ဘလော့ဒီရုပ်ဆိုးတယ်ဆိုတာတော့ကျွန်တော်လည်းသိပါပဲဒီမိုကရေစီလမ်းစဉ်တစ်ခုလုံးကကျွန်တော်တို့လူများစုတော်မှမဟုတ်ဘူးလူနည်းစုလူတဦးတယောက်တော်မှပဲဒီတရားမျှတမှုနဲ့ကာကွယ်ဖို့လိုအပ်တယ်ပြီးတော့ဘာသာရေးတွေလူမျိုးရေးတွေသဘောထားကွဲပြားမှုတွေအကုန်လုံးကိုလည်းလူတိုင်းကိုဒန်းသူဆက်ဆံပြီးတော့မှဒန်းသူ ပြီးတော့မှဘယ်လိုပြောမလဲအလူနည်းစုပုံမှာဖိနှိပ်ဆက်ဆံမှုတွေအကုန်လုံးလုံးဝမဖြစ်စေရဘူးပြီးရင်ဒီမိုကရေစီရဲ့အာဏာရှိတဲ့လူတွေကလည်းပြည်သူတွေပုံမှာတောင်းဝန်ယူတတ်ဖို့လိုတယ်လှုပ်ဆောင်ချက်တွေနဲ့ပြည်သူတွေရဲ့ပုံမှာရှင်းပြရမယ့်အချက်လက်တွေအကုန်လုံးကအကျိုးမြတ်ပုံမှာမူတည်ပြီးဆုံးဖြတ်ချက်ချတဲ့ပုံစံတွေမျိုးလုံးဝမလုပ်သင့်ဘူး ညာရေးတွေရဲ့ဖွံ့ဖြိုးမှုနဲ့ဒီမိုကရေစီရဲ့တန်ဖိုးတွေရဲ့မြင့်မြတ်မှုကတော့ဒီမိုကရေစီစနစ်ဟာနားလည်မှမှန်တဲ့စနစ်ဖြစ်တဲ့အတွက်ပြည်သူတွေကနေပြီးတော့ဒီမိုကရေစီဆိုတာဘာလဲဘလို့သုံးရမလဲသိဖို့လိုတယ်။စာနာထုတ်ပြန်တတ်မှုနဲ့ဆွေးနွေးတတ်မှုလွတ်လပ်မှုနဲ့တောင်းဝန်ယူမှုကိုနားလည်တတ်မှုတွေအကုန်လုံးထေချာပေါက်နားလည်နိုင်ပြီဆိုရင်ကျွန်တော်တို့ထေချာပေါက်အစ်မန်တဲ့ဒီမိုကရေစီလမ်းစဉ်တစ်ခုလုံးထေချာပေါက်တူတူရှောက်လို့ရပါပြီ။ ခုချိန်ဒီဒီမိုကရေစီစနစ်ဆိုတာတော့ပြည့်စုံနိုင်ခြင်းမရှိသေးဘူး။ဒါပေမဲ့ကျွန်တော်တို့တဦးတယောက်ချင်းစီရဲ့စနစ်အပေါ်မှာစဉ်းစားနိုင်စွမ်းပြီးရင်ပါဝင်နိုင်စွမ်းပြီးရင်တာဝန်ယူနိုင်စွမ်းရှိလာတဲ့အချိန်ကြရင်ဒီမိုကရေစီစနစ်ဆိုတာတော့တပြေးပြေးနဲ့အောင်မြင်လာနိုင်လိမ့်မယ်။ကျွန်တော်တို့ဆက်ပြီးတော့တွားကြဖို့လိုတယ်။အားလုံးအေးချမ်းတဲ့ဘဝများပိုင်ဆိုင်ကြပါစေ။ကျွန်တော်တို့နောက်တစ်ပတ်မှာထပ်တွေ့ရအောင်။ကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးထားဖို့မမေ့ကြပါနဲ့။ဒီနောက်ထောင်ဗီဒီယိုတွေလည်းကြည့်စုတင်ပါတယ်။